လောကမှာအပေါင်းနဲ့အဖောနဲ့စကားတပြောပြောတဟာဟာနေထတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ရဘူးအပေါင်းနဲ့အဖောနဲ့စကားတပြောပြောနဲ့အဖောနဲ့နေတဲ့ပုဂ္ဂိုလ်ဟာပြင်းတဲ့ပုဂ္ဂိုလ်ပဲအဲ့ဒါဒါကြောင့်မို့ပေါဝိဝိတကင်းကွာလွတ်လပ်တယောက်ထဲမှာတိတ်ဆိတ်တဲ့နေရာမှာနေရနေပြီးတော့စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ အလုံးတစ်ခုပေါ်မှာဥတိချက်နဲ့ခန္ဓာကိုယ်နဲ့အသက်ကိုမငဲကွက်ဖက်နဲ့သူလိုချင်တဲ့ပန်းတိုင်အရောက်စိတ်ကိုတိတိမမတ်ထားပြီးတော့လောကရဲ့သဘာဝကို ရှုမြင် သုံးသပ်တတ်တဲ့ပုဂ္ဂိုလ်တွေရှင်မန်းချက်သူဆိုတာရှင်မန်းချက်ရှိရပဟိတတ္တာဆိုတာကိုယ်ရှင်မန်းချက်ပန်းတိုင်ကို မရောက်အရောက်သွားတဲ့ပုဂ္ဂိုလ်မျိုးဆိုလို့နော်ကိုဘာလုပ်မလဲဘာဥတိချက်ထားတယ်ဘာဖြစ်ချင်တယ်ဖြစ်ချင်တဲ့ပုံမှာစိတ်ကိုစိတ်လွတ်ထားပြီးတော့လောကကြီးမှာအမှန်တရားတိုင်းဘဝကိုရှင်မြင်သုံးသပ်ပြီးတော့ခြေဘတိုးတက်အောင်လှုပ်ဆောင်တဲ့အနေအထားမျိုးရှိရတယ် နေဆံအရတဝိရိယဟိပန္နိတေဟိသဟဝတိဘယ်တော့ပဲဖြစ်ဖြစ်အမြဲတမ်းကြည့်လိုက်လို့ရှင်စာဖတ်နေတယ်စာအေးနေတယ်စာကြည့်နေတယ်ပညာကို အပတ်တက်ကိုစီးဘူးအထုတ်နေတယ်နော်ပညာကိုစီးဘူးအထုတ်နေတယ်ဆိုတဲ့အဲ့ဒီလိုပညာရှိပုဂ္ဂိုလ်မျိုးနဲ့ပဲနေပါတဲ့အပေါင်းဖော်ရကြတဝါဝါတဟာဟာ ဟိုလေဒီလေအဲ့ဒီလိုအခန်းလေတဲ့ပုဂ္ဂိုလ်တွေလာရောက်ပြီးစကားတပြောပြောနဲ့နေတဲ့ပုဂ္ဂိုလ်တွေအလုံးမလုံးတဲ့ပုဂ္ဂိုလ်တွေနဲ့မပေါင်းမနဲ့ဒါလူလောကမှာကြီးပွားတုတ်တဲ့ချင်းအမတမအရေးကြီးတာဒီတိုင်းပဲပညာလူချင်းလို့ရှင်အဲ့ဒီလိုမှပညာဆိုရရတာလေအတော့ဆိုပညာရဖို့ဆိုအမတမခင်းတယ် တရတဲ့လည်းလုံးဝမမဟုတ်ဘူးတလားတဲ့လုံးဝမလည်းမဟုတ်ဘူးတနည်းတည်းနဲ့လည်းပြီးမှမဟုတ်ဘူးအသိပညာတပညာစီးဘူးအထုတ်တယ်ဆိုတာနိစ္စအရထဝိရိယတဲ့အမြဲတမ်းကြိုးစားနေရမှာဖြစ်တယ်စီးပွားရှာပြီဆိုလဲနိစ္စအရထဝိရိယပဲအမြဲတမ်းကြိုးစားနေရမှာမကြိုးစားလို့ရကုန်မရဘူးနော်အဲ့ဒါလို့အမြဲတမ်းကြိုးစားအထုတ်မှုရှိပြီး အသိပညာအတတ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲနေပါတဲ့ဒါမှ ကိုယ်ဘဝကြီးပွားတုတ်တယ်မှာဒါတကယ်မှန်တဲ့အချက်ပဲဖြစ်တယ်ဟောအဲ့တိုင်လို့မှကိုယ်ဘဝဟာကြီးပွားတုတ်တယ်အလုံးစင်ကြီးပွားတုတ်တယ်မှု မရှိနိုင်ဘူးလောကလူသားတွေဟာ မကြိုးစားဘဲနဲ့ရလာတာဆိုတာတခုမှမရှိဘူးအောင်မြင်ကြည်ပွားလာတဲ့ပုဂ္ဂိုလ်တွေကိုကြည့်ကြတယ်ကြည့်ကြတော့ အင်းသူကတော့ညံကောင်းလို့နေမှာလို့ပြောကြတယ်ဘယ်တော့မှကြိုးစားလို့လို့မပြောဘူးညံကောင်းလို့လို့ပြောသူများတဲ့ညံကောင်းလို့သူကထူးချွန်တယ်လို့ထင်တာမဟုတ်ဘူးကြိုးစားလို့ထူးချွန်ကြိုးစားလို့ထူးချွန်လူတယောက်ချမ်းသာပြီဆိုလို့ရှိရင်လေရှုပ်တွေ့ကြတယ်လူဖြစ်အဲသူကဘာမောင်ကိုယ်တွေလုံနေမှမသိပဲဩသူကပြန်ငန်းငတ်ပြက်ပြက်ဆုဆောင်းပြီးတော့ စီပါဥစ္စာကျိုးစားရှာလာတာတွေသိသိချတာမဟုတ်တချို့ဆိုဘလောက်ပြင်ပင်ပမန်းအလုံးလုံးခွဲကြရတယ်ဆိုတာသူတို့ပြန်ပြောမှပဲသိရတယ်ဟာမျိုးတွေရှိဘုန်းကြီးတို့အကြောင်းမှတခုအကြောင်းပြောမယ်ဆိုလို့ရှိရင်သူဟာအခြေခံကနေစပြီးတော့ជីវတ်တွေ့တယ်လားလေမန္တလေးက သူပြန်ပြောပြဘူးတာလေးကိုမှတ်ထားတာကြားဘူးတာလေးမနေ့လေးမှနေတာဒုတိယကဘာစစ်ပြီးစအချိန်မှာသူ့လက်ထဲမှာအင်္ဂလိပ်ပြန်ရောက်လာတော့မလွတ်လိုက်ရလာတဲ့အချိန်သူ့လက်ထဲမှာပတ်စံလေး၅ချက်ပဲရှိနော်၅ချက်ပဲရှိအဲ့ဒါချမ်းသာတာမဟုတ်ဘူး အဲ့ဒီ၅ချက်နဲ့ तू ဘာလုပ်တုံးဆိုတော့မရှက်ဘူးဘာလုပ်လဲပဲမြစ်ကိုဝဲဝဲပြီးပြုတ်ပြုတ်ပြီးဈေးထဲမှာလှက်ပန်းပြီးတော့ဈေးပန်းကောင်းမွန်ရွက်ပြီးတော့ကျွာတဲ့လှဲ့ရောက်တယ်မြို့တဲ့လှဲ့ရောက်ရက်ွက်တဲ့လှဲ့ရောက်ပဲမြစ်ပြုတ်ပြီးတော့ရောက်တာတဲ့ရောက်တဲ့အခါငွေကြီးလေးနည်းနည်းစုမိလာတော့ ဘာလို့တုံးဆိုတယောကေမွန်ဤဈေးချောင်ချောင်နဲ့ရလိုက်တဲ့စွန့်စားပြီးတော့တွဲဝယ်ပြီးတော့လောင်းလိုက်တယ်သူဝယ်ပြီးသိမကြဘူးတယောကေမွန်ဤကေမွန်စီရဈေးတက်လာအဲ့ဒီမှာသူမြတ်သွားမြတ်သွားရနေပြီးတော့တဖြည်းဖြည်းငပိငချောင်းရောင်းပါဈေးချိုထဲမှာရှင်တော်ကတော့ဒီယုံလို့ခေါ်တယ်ဒီယုံတယ် အလိုရောင်းရင်းဝယ်ရင်ကနေပြီးတော့ဘေးရင်တို့ဂိမ်းခန်းတို့တခါမှမေးဘူးဘယ်ဘေးရင်ဆရာမစိတ်လည်းမသွားဘူးသူစိတ်ကူးနဲ့သူရောင်းဝယ်သွားနောက်ဆုံးကြတော့စိန်ရွှေရရဏရရဏပိုင်နဲ့ရွှေဆိုင်ကနေပြီးရရဏဆိုင်ထိအောင်တိုးတက်ပြီးတော့ကြီးပွားတိုးတက်ပြီးတော့သွားတာဖြစ်တယ်မသိခင်အတွင်းမှာပဲငွေငါချက်ကနေ ခြေပြုပြီးစီးပွားရှာလိုက်တာတိုးတက်သွားတယ်ဒါတကယ် true story ပဲဒီလိုပုံမှုတူတွေအများကြီးရှိမှာပဲအဲ့တော့လောကမှာကြိုးစားတဲ့ပုဂ္ဂိုလ်တွေဟာအောင်မြင်တာလို့ဆိုလိုတယ်မကြိုးစားဘဲနဲ့အောင်မြင်တာတခုမှမရှိဘူးဒါကြောင့်မို့လုံလဝီရိယရှိရှိနဲ့ရေရန်ကြိုးစားအထောက်အမဲ့ မြတ်စွာဘုရားကိုယ်တိုင်ဟာလောကမှာကြိုးစားတဲ့ပုဂ္ဂိုလ်တည်းမှာမြတ်စွာဘုရားလောက်ကြိုးစားတဲ့ပုဂ္ဂိုလ်မရှိဘူးအချောင်ဘုရားဖြစ်တာမဟုတ်ဘူးဘုရားလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဆိုအောင်ကြည့်ကြည့်လောကသူအတွက်လောက်တာမဟုတ်ပဲနဲ့လောကသားတို့ရဲ့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဘလောက်အလုံးလုံးတယ်ဆိုတာစဉ်းစားကြည့်ရန်ဤကိုတတိပိဆုံးမှလည်း ငါဟာအခုလိုအောင်မြင်မှုတွေရလာတာဖရာဖြစ်သူရောက်လာတာဒီသဗ္ဗညုတဉာဏ်ကြီးရလာတာအချောင်းရလာတာမဟုတ်ဘူးတဲ့လုံလဝီရိယရှိရှိအယိုးကြည်ကြည်အေးခန့်ခန့်ချိုးပန်းအထုတ်ခဲ့တဲ့လုံလဝီရိယတွေချောင်းငါဒီအသိဉာဏ်ကိုရလာတာဖြစ်တယ်တဲ့မင်းတို့တွေလည်းတတိရှိရှိလုံလရှိရှိနဲ့ချိုးပန်းအထုတ်ကြတဲ့ ျိုးပန်းအထုတ်လို့ရှိရင်ရလာမှာဘယ်ခါပဲဖြစ်ဖြစ်အထုတ်ဖို့ပဲဘုရားဟောတယ်။နော်ဩဒီပုံစံနေဖို့တခါအောင်မဟောတာမရှိဘူး။လုံးမနေပါနဲ့မင်းဟာအေးအေးဆေးဆေးနေပါလို့တခါမပြောဘူး။လုံးမနေနဲ့ပြင်းမှန်းနဲ့လျှော့လိုက်မပြောဘူးပဲတော့မှကြိုးစားကြိုးစားအထုတ် အဲ့လိုပဲလုံလဝိရိယကိုချီးမွမ်းစကားပဲပြောတယ်ကဲရှုပ်ချတာတခုမှပြောဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေရင်ထဲနှလုံးထဲမှတ်ထားရမှာစိတ်ပုတ်စိတ်ယုတ်ရှိတယ်မကောင်းတဲ့ပုံကိုယ်တွေကိုရှောင်ရှားသလိုလူပြင်းသူပြင်းတွေကိုလည်းရှောင်ရှားဖို့လိုအပ်တယ်တကယ်ကို လုံလဝိရိယရှိပြီးကြိုးစားအားထုတ်နေတဲ့ပုံကိုယ်တွေနဲ့ပဲ ဆက်ဆံပေါင်းသင်းရမှာဖြစ်တယ်။ဒါမှကိုယ်လည်းလုံလဝီရရှိပြီးစ조사အထောက်မှာဖြစ်တယ်။